ဒီမှာကြိုဆိုလိုက်တယ်နော်ဒီ channel မှာတော့အမီကအသေးဆုံးခဲလုံးလေးတွေအတွက်ပုံမြင်ဇလန်းလေးတွေကိုပြောပြပေးသွားမှာနော် အခုဘာဇလန်းလေးနဲ့စပြီးဖွင့်ပါလဲဆိုတော့တရုတ်နိုင်ငံကထုတ်လုပ်ပြီးကမ္ဘာနံပါတ်1ဂိမ်းအဖြစ်နဲ့နာမည်ကြီးသွားခဲ့တဲ့ Black Myth Wukong ဆိုတဲ့ဇလန်းလေးနဲ့စဖွင့်သွားမှာပဲဖြစ်ပါတယ် ဝူခုံးကိုမှတ်မိရဲ့မလားညီတို့မြမပြိသက်တွေနဲ့စိတ်နဲ့ဇက်လိုက်တယောက်တော့မဟုတ်ဘူးငငယ်တုန်းကအနောက်ရက်သူခီးသွားခြင်းဆိုတဲ့စီးရီးထွဲထဲမှာဝူခုံးရဲ့စွန်စားခန်းတွေကိုညီတို့တဝါကြီးကြည့်ဝူခဲ့ကြတယ်နော်ဒီဆိုရင်ငငယ်ကယောက်ျားလေးအတိုင်းပဲဝူခုံးယူးယူးပြီးတော့ဒုတ်တချောင်းနဲ့ရှောက်ဆော့တာမျက်လုံးနဲ့ဒုတ်ထိုးမိလို့လူကြီးတွေရိုက်တာတော့ခံရဘူးတယ်ကွအခုဒီဇလန်းလေးမှာရောဘလို့စွန်စားကန်အစ်စ်တွေလာမှလဲဆိုအောင်သိချင်နေကြပြီမလား ကဲအမဝူးခုံးတော့မျက်နာကတော့မှုံကုတ်ကုတ်ဖြစ်နေရဲ့မနေ့ကအာဆနယ်ပွဲသွားလောက်တာရှုံးသွားလို့တဲ့ကဲဒီဒီဇာတန်းမှာဆိုဝူးခုံးနဲ့ကောင်းငင်နမင်းကြီးလေးပါနဲ့ချကြတော့မှာပေါ့ဒီဇလန်းလေးမပြောခင်ဝူးခုံးရဲ့နောက်ခံစက်ချောင်းကိုနီနဲ့အတူတူစပြတ်နှိမ့်မယ်နော် ရှိရှိတုန်းကဟွားကူတောင်ဆိုတဲ့တောင်ကြီးတစ်လုံးပေါ်မှာကျောက်တုံးကြီးတစ်လုံးရှိတယ်။တနေ့ကျတော့အဲ့ဒီကျောက်တုံးထဲကနေပြီးတော့မြောက်ကလေးတစ်ကောင်မွေးဖွားလာတယ်။အဲ့ဒီမြောက်ကလေးရဲ့နာမည်ကတော့ဝူခုံးလို့ခေါ်တယ်။ဝူခုံးကတောင်ပေါ်မှာရှိတဲ့တခြားမြောက်တွေနဲ့ရင်းနှီးခဲ့ပြီးတော့ဟွားကူတောင်ရဲ့အဖွဲ့ဝင်မြောက်တစ်ကောင်ဖြစ်လာခဲ့တယ်။စွန်းဝူခုံးကတခြားမြောက်တွေထက်တန်ပါတယ်ညံရီထက်မြက်တယ်ဥဆောင်နိုင်စွမ်းရှိတယ်။ အဲ့ဒီတော့တဲ့မြောက်တရားဟူခုံးကိုသူတို့ရဲ့ရှင်ဘရင်အဖြစ်နဲ့တင်မြောက်လိုက်ပြီးတော့ခွားကိုတောင်ပေါ်မှာပျော့ပျော့ပပနဲ့နေထိုင်ကြတာပေါ့အဲဒါပေမဲ့တနေ့တော့သူတို့အဖွဲ့မှာရှိတဲ့မြောက်အိုကြီးတကောင်ဟာနေထိုင်မကောင်းဖြစ်ပြီးတော့တေဆုံးသွားတယ်မြောက်အိုကြီးတေဆုံးသွားတဲ့အတွက်မြောက်တွေဟာပူဆွေးဝမ်းနေကြတာပေါ့အဲ့ဒီမှာမြောက်မင်းစုံဟူခုံးကတွေးမိတယ်ငါတို့ဒီလောက်ပျော်ရွှင်နေရတာကို တည်ခြင်းတရားဆိုတဲ့အရာကြီးကဝမ်းနည်းမှုတွေယူဆောင်လာတယ်ပေါ့နော်။ဟူခုံးဟာတည်ခြင်းတရားကိုအယံယုံမုန်းတဲ့စိတ်ဖြစ်လာတယ်။သူ့မုန်းတဲ့တည်ခြင်းတရားကိုအနိုင်ယူရမယ်ဆိုတဲ့တန်တိတ်ထံကိုချလိုက်ပြီးတော့ဟူခုံးဟာတည်ခြင်းတရားကိုအနိုင်ယူနိုင်တဲ့နိလန့်ကိုရှာဖွေဖို့အတွက်ခီးထွက်ခဲ့တယ်ကွယ်။ အနေနဲ့ရရက်ကရတေကြီးတွေစီမှာပညာဝစီးပူးခဲ့တဲ့နောက်ဆုံးမှာစူပူတီဆိုတဲ့ရတေကြီးနဲ့တွေ့ပြီးတော့ရတေကြီးဟာဟူခုံးကိုမတည်နိုင်နဲ့မှော့ပညာအပါဝင်ရုပ်ပြောင်းရုပ်လွယ်လုပ်နိုင်တဲ့မှော့ပညာတိမ်ပေါ်မှာပြန်တန်းလို့ရတဲ့မှော့ပညာတွေကိုပါသင်ပေးခဲ့တယ်တဲ့ကွယ်ဟူခုံးဟာပညာတွေဆုံးစွမ်းအားတွေအရန်ကြီးလာပြီးဟွားကိုတောင်ပေါ်ကသူ့ရဲ့မြောက်တွေစီကိုပြန်လာခဲ့တယ်ရောက်တဲ့အခါမှာကြောက်တုံးမိစ္ဆာတွေကသူ့ရဲ့နေမျိုးကိုကျူးကျော်ဝင်ရောက်ထားတာကိုတွေ့လိုက်ရတယ် ဘူခုံးဟာကြောက်တုံးမိစာကိုအနိုင်ယူပြီးတော့သူ့ရဲ့နေမျိုးကိုပြန်လဲယူလိုက်နိုင်တယ်။သူ့ရဲ့မြောက်ဖွဲ့ကိုကာကွယ်ဖို့အတွက်ဘူခုံးမှာလက်နက်လိုအပ်လာပြီးအဲဒီတော့ဘူခုံးဟာအရှိပင်လေငကားပြီကိုသွားပြီးငကားမင်းစီကသူ့နဲ့တင့်တော်တဲ့လက်နက်ပေးဖို့တွားတောင်းတာပေါ့။ငကားမင်းကပထမတော့မပေးချင်ဘူး။ပဲပေးခြင်းမလဲတော့ဘယ်ကမှမသိတဲ့မြောက်ဆုပ်တကောင်ကငကားမင်းကိုလက်နက်လာတောင်းနေရလေအဲ့ဒါနဲ့စုံးဟူခုံးကသူ့ရဲ့အစွမ်းတွေကိုထုတ်ပြလိုက်တယ် သူ့ရဲ့အစွမ်းနေရာနေထူးနိုင်ထပ်တောင်စွမ်းနေရာကိုတွေ့ရတယ်လေကွယ်အဲ့ဒီမှာပဲငကားမင်းကတွေ့သွားတော့ကြောက်ကြောက်နဲ့လက်နက်တွေထုတ်ပြရတယ်ငကားမင်းပြတဲ့လက်နက်တွေဘာတစ်ခုကိုမှဝုခုံးကသဘောမကျဘူးဖြစ်နေတယ်ဒါပေမဲ့နောက်ဆုံးမှာပင်လေရီအနက်ကိုတိုင်းထွားတဲ့ချင်းကူပန်းလို့ခေါ်တဲ့တိုင်လုံးကြီးကိုတွေ့သွားတယ်အဲ့ဒီတိုင်လုံးကြီးကအရွယ်အစားကိုလူသလိုချုံလို့ချဲ့လို့ရတယ်တဲ့အဲ့ဒီတိုင်လုံးကြီးကိုလက်နက်အဖြစ်သုံးဖို့အတွက်ဝုခုံးဟာ အတချောင်းအွယ်လောက်ဖြစ်အောင်ခြုံလိုက်ပြီးတော့နရွက်ထဲထဲယူသွားခဲ့တယ်တဲ့ကွယ်အဲ့ဒီမှာပဲဟူခုံးရဲ့စွမ်းပကားတွေကနတ်ပြည်အထိတရင်ရောက်သွားပါလေရောအဲ့လောက်စွမ်းအားတွေရှိနေတဲ့ကောင်ဝါးကူတောင်မှာရှိနေတာငါတို့အတွက်အရန်အန္တရာယ်များတယ်အဲ့ဒီတော့အဲ့ဒီကောင်ကိုငါတို့မြင်နိုင်မဲ့တနေရာမှာခေါ်ထားပြီးတော့စောင့်ကြည့်မှဖြစ်မယ်ဆိုတဲ့အတွေ့နဲ့ဟူခုံးကိုနတ်ပြည်ကိုခေါ်လိုက်ကြတယ်ပြီးတော့အထူးဧည့်သည်တော်အဖြစ်ယာရုအစ်စ်တခုပေးထားလိုက်တယ် ပထမတော့ဝူခုံးလဲနက်ပြီကအထူးရာတို့ဆိုတော့ယူထားလိုက်တာပေါ့ဒါပေမဲ့တဖြည်းဖြည်းမှတိလာတာက သူ့ကိုပေးထားတဲ့ရာတို့ကမြင်းထင်းရာတို့ဖြစ်နေတယ်ရိုင်းတာနော်ညီတို့ရဲ့ဇက်လိုက်ကိုစော့စော့ကားကားနက်တွေကကဘာမြေပေါ်ကမြောက်ကလေးတကောင်ကိုနှိမ်ထားတဲ့သဘောပေါ့အဲ့ဒီမှာဝူခုံးကအရှမ်းဒေါသဖြစ်ပြီးနက်ပြီက ထွက်လာပြီးကဘာပေါ်ကိုပြန်လာခဲ့တယ်မပြန်ခင်နက်ပြီကမတည်သေးအပင်တွေကိုပါဖြတ်စည်းပစ်ခဲ့သေးတယ်ကောင်းတယ်တိလာ ကဘာပေါ်မှာဝူခုံးဟာသူ့ကိုယ်သူနတ်ပြည်နဲ့တန်းတူသောသခင်ကြီးဆိုတဲ့အမည်နာမကိုပေးလိုက်တယ်။အဲ့ဒီမှာပဲနတ်ပြည်ကနတ်တွေအကုန်လုံးပောက်ကွဲကြတာပေါ့။ရရဆဆမြောက်ကလေးတကောင်ကများသူ့ကိုယ်သူနတ်ပြည်နဲ့တန်းတူဘာညာနဲ့မိုက်ဆိုင်လိုက်တာပေါ့။အဲ့ဒီမြောက်ဆုပ်လေးကိုပညာပေးမှဖြစ်မယ်ဆိုပြီးကောင်းကင်နတ်စစ်တက်ကြီးတစ်ခုလုံးဆင်းချလာပါလေရော။အဲ့ဒီမှာပဲဘာဖြစ်သွားလဲဆိုတော့ အကုန်လုံးကိုဝူခုံးကစီးပြီးတော့ပြင်းတာပြင်းတာဆိုတာနတ်စစ်တက်ကြီးတခုလုံးကြာရှုံးကုန်ရောဝူခုံးကတယောက်တည်းနဲ့အရာကနမင်းကြီး36ပါးကောင်းကင်နမင်းကြီး4ပါးညီချာတရားမင်းရဲ့တူတော်မောင်အားလုံးရှမ်းလို့အားလုံးကိုအနိုင်ယူနိုင်ခဲ့တယ်ဝူခုံးကဘလောက်စွမ်းအားကြီးလဲဆိုတော့နတ်ပြည်တပြည်လုံးဝူခုံးကိုမနိုင်တော့ဘူးအဲ့ဒီမှာပဲတရားမင်းကဗုဒ္ဓကိုကုညီသွားတောင်းရတဲ့အဖြစ်ကိုရောက်ကုန်ရောနောက်ဆုံးဗုဒ္ဓနဲ့ဝူခုံးစွမ်းအားချင်းရှင်ပြန်ရမှာ ူးခုံးရှုံနိုင်ပြီးတော့လက်ငါးချောင်းတောင်အောင်မှာနှစ်ပေါင်းများစွာခြုံအောင်ခံထားရပါလေရောတနေ့တော့ထန်ဆန်းကျန်ဆိုတဲ့ဘုံကြီးတစ်ပါးဟာအနောက်ရက်ကနေပြီးဗုဒ္ဓရဲ့ပိဋကတ်သုံးပုံကိုပင့်ဆောင်ဖို့အတွက်ခရီးထွက်ဖို့ဖြစ်လာတယ်။လန်ခရီးဟာအန္တရာယ်အရမ်းများတဲ့အတွက်ထန်ဆန်းကျန်ကိုစောက်ရှောက်ဖို့တတ်တော်ဇောက်တွေလိုအပ်လာခဲ့တယ်။အဲ့ဒီအချိန်မှာပဲနတ်ပြည်ကဝူခုံးနဲ့အပေးယူလုပ်တယ် ထန်ဆန်းကြံကိုကိုရန်တော်အဖြစ်လိုက်ပါဆောက်ရှောက်ပေးရင်အချုပ်နောင်ကနေလွတ်ပေးမယ်ဆိုတဲ့အပေးယူကိုလုပ်ပြီးတော့ဟူခုံးကိုလွတ်ပေးခဲ့တယ်။ ကွန်ရင်မေတော်ဟာဝူခုံးကောင်းပေါ်မှာရွှေချုပ်ကွင်းတစ်ခုကိုစောင်းမိခဲ့တယ်။ဝူခုံးဟာအမိန့်ကိုမနာခံရင်ထန်ဆန်းကြံ့ဟာဂါရာတစ်ခုကိုရွတ်ရတယ်။အဲ့ဒီဂါရာကိုရွတ်ရင်ချုပ်ကွင်းလေးကကြုံသွားပြီးတော့ဝူခုံးဟာခေါင်းပေါက်ထွက်မလို့ကြိုက်ခင်းမှုကိုခံစားရတယ်။ငငယ်ကကြည်ဘူးကြမယ်နော်။ဆရာတော်ဂါရာရွတ်လို့ရှိရင်ညီကတော့အယမ်းတင်းလား။ကဲထားလိုက်ပါ။ဇလံပဲပြန်ဆက်မယ်။ ဝူခုံပါကျဲဝူကျင်းနဲ့နန္ဒကားမင်းဖြူတို့ဟာဆရာတော်ထန်ဆန်းကျက်နဲ့အတူ အနောက်ရက်ကိုခီးနေခဲ့ကြတယ်။လန်ခီးမှာအခက်ခဲမျိုးစုံကိုကြော်ဖြတ်ခဲ့ရတယ်။အနောက်ရက်ပေးတဲ့မိစာတွေနဲ့တိုက်ပွဲဝင်ရတယ်။ရှီဖော်အသားကိုစားကျင်တဲ့ဘလူးတွေနဲ့လည်းတိုက်ပွဲဝင်ရတယ်။တောတောင်ပင်လယ်အထက်ထက်ကိုလည်းကြော်ဖြတ်ရတယ်။အဲ့ဒီလိုနဲ့ပဲနောက်ဆုံးမှာဝူခုံတို့ဟာအနောက်ရက်ကနေပြိတ္တကသုံးပုံကိုပင့်ဆောင်လာနိုင်ခဲ့တယ်ကွ။ သူတို့ရဲ့ခရီးအဆုံးမှာဗုဒ္ဓကနေပြီးဟူခုံးကိုတိုက်ပွဲဝင်ဗုဒ္ဓဆိုတဲ့ပွဲကိုပေးအပ်ခဲ့တယ်။နေတော့ငငယ်ကကြည့်ခဲ့ရတဲ့ဇလန်းလေးရဲ့အချင်းချုပ်ကတော့ဒီလောက်ပါပဲကွယ်။ဒါပေမဲ့အခုမဟုရတန်တားကြီးဆိုတဲ့ဇလန်းမှာကမပြီးသေးဘူး။ဒီဇလန်းအစမှာတော့ဟူခုံးကသူ့ဟာသူအေးအေးဆေးဆေးထိုင်ပြီးဒီနေ့နှလုံးထီဘာကနန်းထွေးရင်ကောင်းမလဲဆိုပြီးစဉ်းစားနေတာ။အဲ့ဒီမှာပဲသူ့စီကိုရောက်လာတာကတော့ အဲ့ဒီအေယာမလူကြီး၄ယောက်ကကောင်းကင်နမင်းကြီး၄ပါးဖြစ်ပါတယ်။ဝုခုံးကသူ့ဘာသာအေးစစ်စစ်ပြန့်နေနေပြီလေ။ကောင်းကင်နမင်းကြီး၄ပါးကသူ့စီဘာလို့လောက်ကြရလဲ။ဆက်ကြည့်အောင် မှာတိမ်ဝင်စည်းသွားတာနော်အဲ့လိုတိမ်စည်းသွားနေတော့လေးဖြူကသချင်းလေးတစ်ပုတ်စူပြတယ် my master. <laughs> safe. The scriptures sound. All I ever wanted was a life in my mountain, free from you and your so called merits. Those high above don't trust me. I understand And they send you and those knuckleheads to threaten me. To obey and serve once more. I understand that too. But what I don't understand is. You bastards killing my kind! ဟူခုံးကိုအယုံကြည်မရှိကြသေးဘူးပြောရရင်တော့ဟူခုံးကိုအနိုင်ကျင့်နေကြတော့မယ်ဟူခုံးရဲ့တောင်ပေါ်ကိုလာပြီးတော့ 胡匡也唔要这个了，别加了。 not just any monkey. He's a monkey of merit. A monkey was made Buddha once. None other than me can challenge him to a duel. ဒါကတော့တရားမင်းရဲ့တူတော်မောင်အာလုံရှမ်းပဲဖြစ်ပါတယ်။ချောတယ်နော်။သူ့ရဲ့နဖူးမှာရှိတာကသူ့ရဲ့တတ္တရမျိုးလုံးတော့ဘာကြီးလဲလို့တလွဲမထင်ကြနဲ့နော်။ Look monkey I don't make a habit of fighting someone I've bested before. Here's my offer. If you lose, I'll take you to the Celestial Court. They will stay and level your mountain. But if I lose, I shall certainly take revenge, and they will level your mountain nonetheless. How tragic would that be, huh? You are one of the court. We don't need to resort to violence. How about you bend the knees, admit the wrongs, and we can put this behind us? <laughs> All these years, except for that pig. You're the one who talks the tallest tales. Good. I am entertained. ဘူကုန်းကလေးတော့မလျှော်ဘူးနော်။မသိရင်မိုဘိုင်းလေးကျန်စော့နေမြားထင်နေလားမသိဘူး။ Speaking of entertainment, wouldn't it be fun if I pluck your extra eye out for my snack and allow you to keep the other two? Because I'd hate to let you miss how I'll slaughter each mongrel of the court.

Have you any idea how many would give their everything for immortality? Immortality? <laughs> for that word, all realms and beings have ruined themselves. celestial court welcomed you, foul monkey, yet you remain untamed. None shall save you now. <laughs> Dear brother, your edge needs honing. Good. I was in need of a back scratcher. <laughs> uh, <laughs> nhớ bị nó đi giao này mèo quán sổ chả bị Foul monkey! Taste my axe! You call that a duel? The glare up here is dazzling. Fight me in the woods if you have the guts. အဲ့မှာဝူခုံးကတောထဲမှာဆက်ချမယ်ဆိုပြီးအာလုံရှန်ကိုခေါ်သွားတယ်။အဲ့ဒီမှာအာလုံရှန်ကလည်းနောက်ကနေလိုက်တယ်။ ချိန်မှာခေါင်းကချုပ်ကွင်းကပြန်ပေါ်လာခဲ့တယ်။ဒီပြကွက်အရာနီတို့တိလိုက်ရတာကဝူခုံးရဲ့ခေါင်းမှာအဲ့ဒီချုပ်ကွင်းကြီးကမတည်မချင်းရှိနေတော့မယ်ဆိုတဲ့သဘောပေါ့နော်။မမျှတတဲ့ဒီတိုက်ပွဲမှာနောက်ဆုံးမှာဝူခုံးဟာဒီပုံမြင်လေးဟာ ဝူခုံမဟုရဒနာယီလို့နာမည်ပေးထားပေမဲ့နီရိုရဲ့အချစ်ဆုံးဇက်လိုက်ကြီးဝူခုံကတော့ဇလန်းအစကလေးကသွားခဲ့ပြီ And so ends the last tale of Sun Wukong A hero who treasured his freedom above all else Buddhahood he attained yes but cumbersome he found the celestial rules, for he yearned to come back and to revel in the simple joys with us. Little did he know his choice to forego the life above only fueled their mistrust. has stood for countless days on the mountain. Since my youth, they've said that his remains lie within it. Wukong Ye Kanago say by Niha, Tijao don't name a shi elu, Timya Uji Pyopia Jaya, Niru Tiare, Unbegotten, undying, such is the nature of a stone monkey. Though his body was broken, his spirit endures. Into six relics he turned, and separately they escaped, choosing to stay hidden. Those are the six senses of the great sage. Yet no one has ever seen them, not in centuries. I'm old now. Venture through all the lands I cannot. Yet among you, there might be one who is destined. သူပြောပြတဲ့အတိုင်းဒီဇလန်းမှာရွေးချယ်ခံမြောင်ငယ်လေးတကောင်ရှိတယ်။ရွေးချယ်ခံမြောင်ငယ်လို့ဘာလို့ခေါ်တာလဲဆိုတော့အဲ့ဒီမြောင်ငယ်လေးဟာဝူခုံးဝင်စားတဲ့မြောင်ငယ်လေးပဲဖြစ်တယ်။ နေတော့မှဝုခုံးရှိတော့ပေမဲ့ဝုခုံးဝင်စားတဲ့မြောက်ငယ်လေးကဇက်လိုက်အဖြစ်နဲ့ပါလာမယ်ဆိုတော့ဆက်ပြီးအားပေးရမှာပေါ့နော်ပြောရရင်သူလဲဝုခုံးမယ်လေ One of the children cover all his scattered relics and upon the return of the relics to Mount Tuago he may yet rise again ဝူခုံးရဲ့ဝင်စားထားတဲ့ရွေးချယ်ခံမြောက်ငယ်ကဘလို့စွန်စားခန်းတွေကြုံပြီးအာယုံ၆ပါးကိုပြန်စုဆောင်းပြီးတော့ဝူခုံးအဖြစ်နဲ့ပြန်လာမလဲဆိုတာကိုနောက်ပိုင်းတွေမှာဆက်ပြီးစောင့်ကြည့်ကြမယ်နော်ဒီပိုင်းကိုတော့ဒီလောက်နဲ့ပဲရက်လိုက်မယ်နော်။နောက်ပိုင်းမှာစိတ်ဝင်စားစရာတွေအများကြီးထပ်လာအောင်မလို့ဆက်ဆောင်ကြည့်ပေးကြပါအောင်ရှင်။တတ်တာ ီးကိုချင်ရင် subscribe လေးနှိပ်သွားခင်နော်